အောင်မဲမင်္ဂလာပါရှင်ပတ်စင် BHM Live Channel ကိုကြည့်ရှုနေတဲ့ညီကောင်မတို့အများကိုဒီထောက်အစီအစဉ်မှာပြန်လည်ကြိုဆိုပါရစေ။ကျမတို့ဒီကနေ့ဒီထောက်အစီအစဉ်မှာအပြစ်တရားဆိုရယ်အောင်စင်နဲ့ဆွဲနေတင်ဆက်ပေးသွားမှာဖြစ်ပါရစေ။အားလုံးဆုံးထိကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါရစေရှင်။ပထမဆုံးမင်းခွန်အနေနဲ့အပြစ်တရားဆိုတာဘယ်အနေစတင်ဖြစ်လာတယ်လဲအပြစ်တရားကိုဘယ်လိုခေါ်တယ်လဲ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆိုနံပါတ်1မေခွန်းကိုကျွန်တော်ဖြေပြစီပါတော့အပြစ်တရားဆိုတော့ဘယ်ကနေစတင်လာတယ်လဲဘယ်အရာကိုပြစ်လို့ခေါ်တယ်ဆိုတော့မေခွန်းကရမယ်ကောင်းပါတယ်ဆိုတော့ကျွန်တော်ပြောချင်တဲ့အရာကအပြစ်တရားဆိုတာကပထမဆုံးလူသားဖြစ်တဲ့အာဒံနော်အာဒံနဲ့ဒီအေဝလို့ခေါ်တဲ့လူမိမ့်မရဲ့နော်ဖျားစကားနားမထောင်ခြင်းကနဲ့အပြစ်တရားဟာစတင်လာတာဖြစ်ပါတယ်အဲကြောင့်ဓာမြစ်ထားတဲ့အသီးကိုမစားဖို့ဖျားကဓာမြစ်တဲ့ဂျားကနဲ့သူတို့ကစားတဲ့အတွက်ကြောင့် ဘာဖြစ်လာတယ်လဲဆိုတာအဖြစ်တရားကလောကထဲကိုဝင်လာတယ်ဆိုတာကိုကျွန်တို့ကတွေ့လို့ရပါတယ်။အဲဒါကြောင့်ကဘာဥချမ်းအခန်းကြီး၃အပိုင်းငယ်၁ကနေခုံကိုကျွန်တို့ကလေ့လာတဲ့အခါမှာဘာတွေ့လို့ရတယ်လဲဆိုတော့ဖះရှင်ကဒီအေဒင်ဥယျာဉ်ထဲမှာအာဒံနဲ့အေဝါကိုဖန်ဆင်းပြီးမှထားတယ်။ထားပြီးခါမှာဒီအဥယျာဉ်အလဲအသီးကိုမစားနဲ့စားတော့နေမှာတင်တို့တွေဟာတင်မယ်လို့ပြောတဲ့အခါမှာစာတန်ရဲ့ တော့ဒီစုံစမ်းချက်အပြင်တို့ကအတီးကိုစားလိုက်တဲ့အခါမှာအဲနဲ့နဲ့စားပြီးခါမှာလောကမှာအပြစ်တရားဆိုတာကစဝင်လာတာဖြစ်တဲ့အဲနဲ့စားပြီးမှာအပြစ်တရားဆိုတာကစတင်လာတာဖြစ်တယ်ဆိုတာကိုကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော်ပြောချင်တာဖြစ်ပါတယ်လို့နော်ဟုတ်ကဲ့ဒုတိယမိခွန်းအနေနဲ့တမချန်းစာမှာရောအပြစ်တရားအကြောင်းကိုဘယ်လိုမျိုးဖော်ပြထားပါသလဲရှင် ေခွန်းကလည်းရမယ်ကောင်းပါတယ်နံပါတ်2မေခွန်းကတမချန်းစာမှာအပြစ်တရားအကြောင်းကိုပဲလို့ဖော်ပြထားတယ်လဲဆိုတဲ့ဟာရမယ်ကောင်းပါတယ်ဆိုတော့တမချန်းစာထဲမှာအပြစ်တရားရဲ့အကြောင်းအရာတွေကိုအများကြီးဖော်ပြပေးထားပါတယ်အခုနနံပါတ်1မေခွန်းနဲ့တော့ချိတ်ဆက်မှုရှိတာပေါ့နော်ဆိုတော့နံပါတ်1မေခွန်းမှာအပြစ်တရားဆိုတာဘယ်ရန်နဲ့စတင်လာတယ်လဲပေါ့နော်ပေးရကိုအပြစ်လို့ခေါ်တယ်လဲဆိုတော့မေခွန်းလေးရရမယ်ကောင်းပါတယ်ဒီနံပါတ်2ကလည်းတမချန်းစာမှာအပြစ်တရားကိုဘယ်လိုဖော်ပြပေးထားလဲခုနတင့်တဲ့2ကကျွန်တော်တွားဆက်တွေ့လို့ရတာပေါ့နော်အပြစ်တရားဆိုတာက เนาะဒီအာဒံလို့ခေါ်တဲ့ လူယောက်ျားကနဲ့ဖျားစကားနားမထောင်တဲ့နေရာနဲ့စာတိကမှာအပြစ်ကားစတင်လာတာဖြစ်တယ်။နောက်ပြီးမှဖျားရဲ့စကားနားမထောင်ခြင်းကိုပဲကျွန်တော်တို့ကအပြစ်လို့လဲခေါ်တယ်နော်။ဒါတမာကျန်းစာရပါဘောနော်။နောက်ပြီးမှဒီမေခွန်နှစ်မှာဖော်ပြပေးထားတယ်လို့ပေါ့။အပြစ်တရားအကြောင်းကိုကျန်းစာထဲမှာအများကြီးဖော်ပြပေးထားပါတယ်။ဆိုတော့ဒီကျန်းစာထဲမှာကျွန်တော်တချို့ကျမ်းချက်လေးတွေကိုဖော်ပြပေးချင်ပါတယ်လို့နော်။ဆိုတော့ဒီယောမအခန်းကြီး9ပိုင်းငယ်7နှစ်မှာအပြစ်တရားဒီတယောက်သောသူအဖြစ်ဒီလောကကိုဝင်လာပြီးအပြစ်တရားအဖြစ်တည်ခြင်းတရားဝင်လာ ာဒီနဲ့ချင်းလူအပေါင်းတို့ဒီအပြစ်ရှိသောကြောင့်တည်ချင်းတို့ရောက်ကြ၏ဆိုပြီးမှဖော်ပြပေးထားပါတယ်။နောက်ပြီးမှယောမ3:23မှာအဘဲကြောင့်နီးဟုမူကားလူအပေါင်းတို့သည်ဒုစိုက်ကိုပြုပြီးဘုရားသခင်ရှေ့တော်၌အတည်ပြကြပြီးဆိုပြီးမှထပ်ပြီးမှဖော်ပြပေးထားတယ်။နောက်ပြီးမှယောမ6:23ခါခွဲမှာ အပြစ်တရားရဲ့အဖို့အကားက ပါလေတည်ခြင်းဖြစ်တယ်ဆိုပြီးခါမှထပ်ပြီးခါမှဖော်ပြပေးထားတယ်။နောက်ပြီးခါမှတိရောအခန်းကြီး1အပိုင်းငယ်8ကနေ10မှာလဲဒီအပြစ်တရားရဲ့အကြောင်းအရာကိုပဲတမန်ကျမ်းစာထဲမှာဒီလိုဖော်ပြပေးထားပါတယ်။ကိုအပြစ်မရှိဟုငါတို့ဒီဆိုရင်ကိုကိုကိုလဲဖျားကြ၏။ငါတို့၌တစ္ဆာတရားမရှိ။ကိုအပြစ်တို့ကိုဖော်ပြတောင်းပန်လေငါတို့အပြစ်များကိုလွှတ်ပြီးဒုစရိုက်ရှိသည်များနဲ့ကင်းစင်စေခြင်းငါဖရာသခင်သည် တစ္ဆာတရားနဲ့၎င်းဖြောက်မှတ်ခြင်းတရားနဲ့၎င်းပြီးဆုံးတော်မူ၏ အပိုင်ငယ်30မှာဒုစိုက်ကိုမပြုတ်ပြီးဟုငါတို့သည်ဆိုရင်ဘုရားသခင်ကိုမူတာအပြစ်တင်ကြ၏နှုတ်ကပတ်တော်လဲငါတို့နိုင်မရှိဆိုပြီးခါမှာဖော်ပြပေးထားပါတယ်အဲ့ဒါကြောင့်ဓမ္မကျမ်းစာထဲမှာအပြစ်တရားရဲ့အကြောင်းကိုကောင်းကောင်းလေးနဲ့ဖော်ပြပေးထားတာကိုကျွန်တော်တွေ့လို့ရပါတယ်ကျမ်းချက်အများကြီးရှိတဲ့ထက်ရနဲ့ကျွန်တော်ဒီကျမ်းချက်၅ချက်ကိုကျွန်တော်ဒီမှာဖော်ပြပေးချင်တာဖြစ်ပါတယ်အဲ့ဒါကြောင့်ဓမ္မကျမ်းစာမှာအပြစ်တရားကလူသားတိုင်းမှာရှိတယ်ဆိုတဲ့အကြောင်းအရာတွေကိုဖော်ပြပေးထားတာကျွန်တော်ကတွေ့လို့ရပါတယ်ဟုတ်ကျေးဇူးတင်ပါတယ် โอเคကျေးဇူးတင်ပါတယ်ဒါဒီရမေခွန်အနေနဲ့အဖြစ်တရားကြောင့်ဒီလူသားတွေရရဆုံးရှုံးမှုရှိနိုင်ပါတယ်ရှင်အဲတော့အဖြစ်တရားကြောင့်လူသားတွေကဘာတွေဆုံးရှုံးသလဲဆိုတော့ကျွန်တော်တို့ကခန္ဓာကိုညီတို့ပြန်သွားရတယ်ဝိညာဉ်ပိုင်းမှာ ဆုံရှုံသွားတယ်ဆိုတော့ကျွန်တော်အတ္တိတရားတို့ကျွန်တော်စွန်းဆောင်ရည်တို့ဘုရားသခင်ပထမဆုံးဖန်ဆင်းပေးထားတဲ့เนาะကျွန်တော်ရဲ့ identity မှန်တမြတ်ကိုကျွန်တော်ကဆုံရှုံပါတယ် ။နော်အဲ့ဒါဘာဖြစ်လို့လဲဆိုရင်တော့ဒီအာဒံရဲ့နားမထောင်ခြင်းအပြင်ကျွန်တော်အပြစ်တရားကြောင့်လူသားတွေကျွန်တော်တို့ဆုံးရှုံးတဲ့အရာတွေပဲဖြစ်ပါတယ်။အကြောင်းလူသားကိုဖျားရှင်ကမြေကြီးကနေဖန်ဆင်းပြီးခါမှာမြေကြီးကိုအပြစ်တရားကြောင့်မြေကြီးကိုပြန်ပြီးခါမှာတွားရပါတယ်။ နောက်ပြီးခါမှာဒီအဖြစ်တရားကြောင့်ပဲကျွန်တော်ဘုရားသခင်နဲ့အရင်တုန်းကလူသားနဲ့ဒီလိုအာတန်ခေတ်တုန်းကဆက်သွယ်လို့ရခဲ့တဲ့အကြောင်းအရာတွေကပြတ်သွားတဲ့အခါမှာလူသားရဲ့ဝိညာဉ်ရေးရာနဲ့ဘုရားပိုင်းနဲ့ကျွန်တော်အဆက်အသွယ်ပြတ်သွားပါတယ်။နောက်ပြီးမှကျွန်တော်အရင်တုန်းကဘုရားနဲ့လုံးဝဆက်သွယ်လို့ရတဲ့ကျွန်တော်ရဲ့ skill တွေ ability မှန်သမျှကလည်းကျွန်တော်ဘာဖြစ်လာတဲ့ဆိုတော့ဒီအရာတွေကလည်းတဖြည်းဖြည်းနဲ့ကြာရှုံးလာတာကိုကျွန်တော်ကဂျုံတွေ့ရတာဖြစ်တယ်။ဒီအရာအားလုံးကဘာဖြစ်လဲဆိုတော့အဖြစ်တရားကြောင့်ဖြစ်တဲ့။ဒါကြောင့်ပဲဒီ ဒေသနာကျအခန်းကြီး3အပိုင်ငယ်20မှာအလုံးစုံတို့သည်မြေမုံထဲကဖြစ်တည်နေညီမြေမုံထဲသို့ပြန်သွားတတ်ကြ၏ဆိုပြီးခါမဖော်ပြပေးထားတယ်เนาะနောက်ပြီးခါမဝိညာဉ်တည်ခြင်းဘုရားသခင်နဲ့အဆက်အသွယ်ပြတ်ခြင်းကိုကျွန်တော်တို့ခုနပြောထားပြီးသားပဲဖြစ်ပါတယ်အဲအကြောင်းအရာကိုပဲကဘာဦးကျမ်းအခန်းကြီး2အပိုင်ငယ်7မှာထိုအပင်ရဲ့ဒီကူကမစားရစားသောနေ့တွင်ဧကံအမှန်တည်ရမည်ဟု လူကိုပညတ်ထားတော်မူ၏အဖြစ်ကြောင့်သာဝရအသက်မှသာဝရငရဲ့သို့ရောက်ရသော နော်အခွင့်ကိုကျွန်တော်ကြုံတွေ့ရတာဖြစ်တယ်အဲကြောင့်အပြစ်တရားကြောင့်လူသားတွေဟာထာဝရနော်ကောင်းကင်ဘုံကိုဆန်စားရမြန်စာအပြစ်တရားကြောင့်ထာဝရငရဲကိုကျွန်တော်တို့ကရောက်ရတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကကြီးမားတဲ့ဆုံးရှုံးမှုကိုကျွန်တော်တို့ကကြုံတွေ့ရတာဖြစ်တယ်ဘယ်လောက်အထိကြီးမားတဲ့ဆုံးရှုံးမှုလဲထာဝရနဲ့သက်ဆိုင်တဲ့ဟာ အိုချင်းနာချင်းတေချင်းဆိုတဲ့အရာတွေမရှိတော့တဲ့နေရာမှာကျွန်တော်ကဒုက္ခဆင်းရဲတွေကိုကျွန်တော်ကကြုံတွေ့ရမယ်။တနေရာမှာကျတော့ငြိမ်းချမ်းတဲ့နိဗ္ဗာန်နေရာတွေကိုကျွန်တော်ကကြုံတွေ့ရမယ်။အဲ့အရာတွေကဘာဖြစ်လို့လဲဆိုရင်အပြစ်တရားကလူသားတွေရှင်မှာရောက်လာတဲ့အခါမှာလူသားတွေဆုံရှုံလာတဲ့အခါမှာသာဝရငြိမ်းချမ်းတဲ့နေရာနဲ့သာဝရငရဲကိုကျွန်တော်တွားနိုင်တဲ့အရာတွေအထိနဲ့ကျွန်တော်ကဆုံရှုံရတာဖြစ်တယ်။အဲ့တော့ကြောင့်ပဲကျွန်တော်ရဲ့ဆုံရှုံမှုကအရင်ပဲကြီးမားပါတယ်။ နော်အဲ့အတွက်ကြောင့်ကျွန်တော်တို့အပြစ်တရားကြောင့်လူသားတွေရဲ့ဆုံးရှုံးမှုကအရင်ပဲကြီးမာတယ်ဆိုတာကိုကျွန်တော်ဒီမိခွန်လေးဖြည့်ချင်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဒါဆိုရင်ဒီနောက်ဆုံးမိခွန်အနေနဲ့ ဒီအပြစ်တရားနေဘလို့နေလဲအဖြစ်လွမြောက်ခြင်းရရှိနိုင်ပါတယ်ဟုတ်ကဲ့နံပါတ်၄မိခုံးကလည်းရမယ်ကောင်းပါတယ်အပြစ်တရားကနေဘယ်လိုနေလဲအဖြစ်လွမြောက်နိုင်တယ်လဲခုနကျွန်တော်တို့ရဲ့ဆုံးရှုံးမှုကြီးပေါ့နော်ဒီ၃နဲ့၄မိခုံးကချိတ်ဆက်ရှိပါတယ်ဆိုတော့၃မှာလည်းခုနကျွန်တော်ပြောတယ်လူသားတွေရဲ့ဆုံးရှုံးမှုကအရင်ပဲကြီးမားတယ်ဘယ်လောက်ထိကြီးမားတယ်လဲဆိုရင်လူကိုယ်တိုင်ကအပြစ်တရားကြောင့်ထာဝရငရဲကိုသွားမယ်လမ်းကြောင်းနေရတဲ့ကျွန်တော်ဘယ်လိုလွတ်မြောက်နိုင်မလဲဆိုတော့နံပါတ်၄နဲ့လာပြီးမှချိတ်ဆက်တာပေါ့နော်ဆိုတော့နံပါတ်၄မိခွန်းကအရင်ပဲကောင်းပါတယ် ဆိုတော့ကျွန်တော်တို့မှာလွတ်ပြောက်နိုင်တဲ့နေလန်းရှိပါတယ်ဒါတမန်ကျမ်းစာထဲမှာဖော်ပြပေးပြီးသားကျွန်တော်ပြောတာမဟုတ်ပါတမန်ကျမ်းစာထဲမှာဖော်ပြပေးပြီးသားပါတော့ကြောင့်မဲ့တမန်ကျမ်းစာထဲမှာလည်းဖော်ပြပေးထားတဲ့အရာကဘာလဲဆိုရင်တော့ဒီဟာခရစ်ယာန်ကြီးရဲ့ကျမ်းဂန်လို့မဖော်ပြပေးထားပါဘူး တမချန်းစာလူသားမှန်တမျှကဆွဲကင်လက်ဆွဲကင်ပြီးခါမှာဖတ်လို့ရတဲ့တမချန်းစာကဖော်ပြပေးထားတာဖြစ်ပါတယ်အဲ့ဒါကြောင့်ပဲဒီတမချန်းစာထဲမှာဖော်ပြပေးထားတဲ့အရာကဒီအပြစ်တရားကနေလွတ်မြောက်နိုင်တဲ့နီးလန်းတလန်းကိုကျွန်တော်တို့ထားပြီးပြီးသားဖြစ်တယ်အဲ့ဒါကတော့ဗာလဲဆိုရင်ရှေယောဟန်ခရစ်ဝင်ကျအခန်းကြီး3အပိုင်ငယ်15နဲ့16ပဲဖြစ်ပါတယ်အဲ့မှာဖော်ပြပေးထားတဲ့လမ်းကြောင်းကအကြောင်းမူကထိုသားကိုယုံကြည်သောသူအပေါင်းတို့သည်ပျက်စီးခြင်းတို့မရောက် ထာဝရအသက်ကိုရမည်အကြောင်းဖျားသခင်၏တားတော်ကိုယုံကြည်သောသူအပေါင်းတို့သည်ပျက်စီးခြင်းသို့မရောက်ထာဝရအသက်ကိုရစေခြင်းဟာဖျားသခင်သည်မိမိ၌တပါးသီသောတားတော်ကိုဆွတ်တော်မူသည့်တိုင်အောင်လောကီတားတော်ကိုချစ်တော်မူ၏။နော်ရဲမဲကောင်းမြတ်တဲ့ဖျားရဲ့နှုတ်ကပတ်တော်ဖြစ်ပါတယ်။ဒီတမန်ကျမ်းစာထဲမှာဖော်ပြပေးတာဖျားသခင်ကလူသားတွေအပြစ်ဖြစ်ပေမဲ့လည်းဖျားရှင်ကရံမဲ့ချစ်တယ် ကျွန်တော်ဆုံးရှုံးတဲ့အရာအားလုံးအများကြီးရှိပေမဲ့လည်းဖျားရှင်ကကျွန်တော်တို့ကိုအရန်ချစ်တဲ့အတွက်ကြောင့်လည်းတပါးတီတော်သားတော်ခရစ်တော်ကို လောကကိုဆေလွတ်တယ်ခရစ်တော်ကို လောကကိုဆေလွတ်ပြီးမှကျွန်တော်တို့မတတ်နိုင်တဲ့အရာတွေနော်အဲ့အရာတွေကိုဘာလို့လဲဆိုခရစ်တော်အားဖြင့်ကျွန်တော်တို့ကိုတတ်နိုင်တော်ခွင့်ပေးတယ်အဲ့နဲ့ကျွန်တော်တို့ကဘာလို့ဆရာလို့တယ်လဲဘာမှလောက်ဆရာမလို့တော့ဘူး ဘာလို့ဖို့ပဲလိုတဲ့ဆိုကျွန်တော်တို့ကခရစ်တော်ပြုလုပ်ခဲ့တဲ့အရာတွေကိုကျွန်တော်ယုံကြည်ဖို့ပဲလိုတယ်ခရစ်တော်ကဘာတွေပြုလုပ်ခဲ့တယ်လဲသူ့မှာအပြစ်လုံးဝမရှိပေမဲ့လည်းပဲလက်ဝါးကားတိုင်းမှာကျွန်တော်တို့ရဲ့အပြစ်တီကိုစားဘာလို့လဲဆိုလက်ဝါးကားတိုင်းမှာအသေးခံတယ် လက်ဝါကားတိုင်းမှာအသေးခံမိခါမှာတကြိုချင်းကိုခိုင်းရတယ်။သုံးရက်မြောက်မှာပြန်လည်ပြီးခါမှာရှင်ပြန်ထမြောက်တယ်ဆိုတာကိုကျွန်တော်တို့ကနှုတ်အားဖြင့်ဝန်ခံမိခါမှာယုံကြည်လိုက်တာနဲ့ဘာဖြစ်လဲဆိုရင်ကျွန်တော်ထာဝရငရဲကလည်းထာဝရကောင်းကင်ထာဝရနိဗ္ဗာန်ကိုကျွန်တော်တို့ကပြန်လည်ပြီးခါမှာရောက်ရှိနိုင်တဲ့ဒီတော့လွန်လန်းချောင်းကိုဒီမှာပေါ်ပြပေးထားတာဖြစ်ပါတယ်။အဲကြောင့်မဲ့သခင်ခရစ်တော်ကလောကမှာကြွလာတဲ့ခါမှာ ဘာဖြစ်တယ်လဲဆိုတော့ကျွန်တော်တို့အပြစ်မှန်တယ်အားလုံးလူသားတွေမလုံနိုင်တဲ့အရာဆိုတော့ကျွန်တော်လူသားတွေကကြည်ပါကာယကံဝစီကံမနောကံနဲ့နေတိုင်းပြစ်မှားနေတော်သူတွေဖြစ်တဲ့ကုသူတပည့်ငရဲတပိတ်တာဖြစ်တဲ့မတတ်နိုင်တဲ့အရာကိုဖခင်ကသိတဲ့အတွက်ကြောင့်လူသားတွေကိုကိုကိုမကယ်တင်နိုင်မှုဆိုတာသိတဲ့အတွက်ကြောင့်သူ့ရဲ့တဘာတီသားတော်ခရစ်တော်ကိုလောကကိုစီလွတ်ပြီးမှခုနကျွန်တော်ပြောတဲ့အတိုင်းလေဝါကားတိုင်းမှာတေခန့်နေဘာအတွက်ကြောင့်တေခန့်လဲကျွန်တော်တို့အားလုံးရဲ့အပြစ်တီအတွက်ကြောင့် ကျွန်တော်မတက်နိုင်ဘူးလူသားတွေပုထုဇဉ်လူသားတွေမတက်နိုင်နဲ့အပြစ်တရားကြောင့်ခရစ်တော်သားခရစ်တော်ကိုယ်တိုင်ကဘာဖြစ်တယ်လဲဆိုရင်တော့အသေးခံတဲ့လက်ဝါးကတိုင်မှာတကြိုချင်းငုတ်ခံတဲ့သုံးရမြောက်မှာပြန်လဲပြီးခါမှာရှေ့မြန်ထမှာတေချင်းတရားကိုအောင်မြင်နိုင်တဲ့ဖျားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကအဲ့ဖျားကိုကျွန်တော်တို့ကစိတ်နှလုံးသားအကျွမ်းမဲ့နဲ့ကျွန်တော်တို့ကယုံကြည်လက်ခံတော်သူများဖြစ်ဖို့ ဘုရားရှင်ကအလိုတော်ရှိတာဖြစ်တယ်အဲ့လိုယုံကြည်လက်ခံခြင်းအဖြစ်ဘာဖြစ်လာတယ်လဲဆိုတော့ကျွန်တော်အခုနပြောတဲ့အပြစ်တရားကနေလွတ်မြောက်ပြီးခါမှဘာဖြစ်လဲဆိုရင်ထာဝရနိဗ္ဗာန်ကိုကျွန်တော်စံစားနိုင်တဲ့ဘုရားရဲ့ဒါသမီးတွေဖြစ်မယ်ဆိုတာကိုထပ်လောင်းပြီးမှပြောခြင်းတယ်အဲ့အကြောင်းအရာကိုပဲယောမဩဝါဒစာခန်းကြီး30အပိုင်ငယ်6မှာအဘယ်သူနည်းဟူမူကသင်သည်ယေရှုခရစ်ကိုနှုတ်ဖြင့်ဝန်ခံပြီးဘုရားသခင်သည် သူ့ကိုဒေချင်းမှထမြောက်စေတော်မူဟုစိတ်နှလုံးအထဲ၌ယုံကြည်လင်ကယ်တင် င်ချင်းတို့ရောက်လိမ့်မည်အရာမဲ့ကောင်းပါလေယောမ39မှာအဘယ်တို့နီးဟူမူကတင်းဒီခင်ယေရှုကိုနှုတ်ဖြင့်ဝန်ခံမယ်ဘာဝန်ခံမလဲအိုးကျွန်တော်ကာယကံမနောကံဆိုနော်ကာယကံဝစီကံမနောကံနဲ့ပြစ်မာတဲ့အရာတွေကိုကျွန်တော်မလုံနိုင်တဲ့အရာကိုခရစ်တော်ကကျွန်တော်ကိုစလက်ဝါးကားတိုင်းမှာ လုပ်ပေးပါလားဆိုတာကို ပြန်တရိယာဘီကမှာတခင်ယေရှုကိုကျွန်တော်ရဲ့ကယ်တင်ပိုင်ရှင်အဖြစ်နှုတ်ဖြင့်ဝန်ခံတော်သူဟာတဲ့ ဖျားသခင်ဟာသူ့ကိုတည်ခြင်းမှာထမြောက်စေတော်မူပြီဟုဆိုပြီးနှလုံးသားထဲမှာယုံကြည်လင်ကယ်တင်ခြင်းတို့ရောက်မယ်တဲ့ဒါလေးပဲကျွန်တော်လုပ်ရမှာဖြစ်တယ်အဲ့လိုဆိုရင်ကျွန်တော်ထာဝရငရဲကနဲ့ထာဝရကောင်းကင်ကိုရောက်ရှိမှာဖြစ်တယ်အဲ့ကြောင့်အပြစ်တရားကနဲ့လည်းကျွန်တော်လွတ်မြောက်နိုင်မှာဖြစ်တယ်အဲ့အကြောင်းအရာကိုပဲအခုနကျွန်တော်ဖတ်တဲ့ယောမ10နဲ့9မှာပေါ်ပြပေးထားတယ် ။နောက်ပြီးမှကောရီသူဩဝါဒစာဒုတိယဆောင်အခန်းကြီး9အပိုင်ငယ်7ခုမှာလူမည်သည်ကခရစ်တော်၌ရှိလျှင်အသစ်ပြုပြင်သောတရားဖြစ်ဟောင်းသောအရာတို့သည်ပြောင်းလဲပြီးခတ်သိမ်းသောအရာတို့သည်အသစ်ဖြစ်ကြပြီဆိုပြီးကမှဖော်ပြပေးထားပါတယ်။အဲ့တော့ကျောင်းကျွန်တော်ခရစ်တော်ထင်း၌လို့ပဲပြောတယ်ဟုတ်ပြီနော်ဒါကြောင့်ကျွန်တော်တို့လူသားတွေအပြစ်ကနဲ့လွတ်မြောက်နိုင်ဖို့နီလန်းတလန်းမရှိတဲ့အဲ့ဒါကခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံလိုက်တာနဲ့နှုတ်အားဖြင့်ဝတ်ဆိုပြီး သခင်ခရစ်တော်ကိုဖာထားဝါဖျားက ရှင်ပြန်ထမြောက်စေတယ်ဆိုတာကိုနှလုံးသားထဲမှာကျွန်တော်တို့ကဝိခံလိုက်တာနဲ့ဟောင်းသုံးအရာတို့ဒီပြောင်းလဲတယ်ကျွန်တော်အခုနဘုရားသခင်နဲ့အဆက်အသွယ်ပြတ်ခဲ့တယ်။ဘာကြောင့်လဲ?အပြစ်တရားကြောင့်အဆက်အသွယ်ပြတ်ခဲ့တဲ့အရာအလုံးဟာပြောင်းလဲပြီးမှခတ်သိမ်းတော့ရတော့ဒီအစ်စ်ဖြစ်ကြ။အစ်စ်ဖြစ်လာတဲ့အခါမှာဘုရားရှင်နဲ့ကျွန်တော်ပြတ်ခဲ့တဲ့ အချိတ်အဆက်တွေကျွန်တော်တေခဲ့တဲ့ဝိညာဉ်ရေးရာတွေအားလုံးကအစ်စ်ပြန်ဖြစ်ပြီးခါမှကျွန်တော်ကဘာဖြစ်လဲဆိုရင်လူအစ်ဖြစ်လာပြီးအပြစ်တရားကနေကျွန်တော်ကလွတ်မြောက်တော်သူတွေဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်ဒီအပြစ်တရားကနေလွတ်မြောက်နိုင်တဲ့နီးလန်းကသခင်ခရစ်တော်ကိုမိမိရဲ့ကေတင်ပိုင်ရှင်အဖြစ်နှုတ်အားဖြင့်မွတ်ဆိုပြီးနှလုံးသားအားဖြင့်လက်ခံတဲ့ နော်သူရောက်စီတိုင်းဖြစ်တဲ့အခါမှာကျွန်တော်ရဲ့အတ္တဓာတ်ထဲမှာဘာဖြစ်လာလဲဆိုရင်ဒီထာဝရငရဲကနေထာဝရနိဗ္ဗာန်ကိုရောက်ရှိစေနိုင်တဲ့ဖရာရဲ့သာသမီတည်ဖြစ်လာပါတယ်အဲ့ဒါကြောင့်မဲကျွန်တော်ရဲ့အတ္တဓာတ်ထဲမှာခရစ်တော်ဟာတေချင်းတရားကိုအောင်မြင်တဲ့ဖရာ ဆက်ကြဝဠာတစ်ခုလုံးကိုဖန်ဆင်းတဲ့ဘုရားဖြစ်တဲ့အကြောင်းအရာကိုကျွန်တော်ဒီကနေလဲเนาะထပ်လောင်းပြီးခါမှာပြောပြချင်ပါတယ်ဒီထဲမှာလဲတမန်ကျမ်းစာထဲမှာလဲဖော်ပြပေးထားတာဖြစ်ပါတယ်အဲ့ဒါကြောင့်တမန်ကျမ်းစာကိုလေ့လာပြီးခါမှာအဖြစ်တရားကလည်းဘယ်လိုလွတ်မြောက်နိုင်မလဲဆိုပြီးတာ၍ဖတ်ရှုပြီးခါမှာအသက်တာကြီးထွားသောဘုရားရဲ့သားသမီးတွေဖြစ်ကြပါဆိုပြီးခါမှာကျွန်တော်ခွန်အားပေးချင်ပါတယ်ဂျေဇုတင်ပါတယ်ကျွန်တော် တက်တာထဲမှာလဲအပြစ်တရားနဲ့လွတ်မြောက်နေတဲ့နီလန်းကိုတည်ချင်းတရားအပြစ်တရားတွေကိုအောင်မြင်ခဲ့တဲ့ဖခင်ကိုယ်တိုင်ကတွင်တွင်ပေးခဲ့တဲ့တမန်ကျမ်းစာတွေကျွန်တော်တို့တွေ့လို့ရပါတယ်ဆိုတော့အဲ့ဒါကြောင့်တမန်ကျမ်းစာကိုလည်းလေလာဖတ်ရှုပြီးမှနေ့စဉ်နေ့တိုင်းဆင်ခြင်ဖို့အတွက်ကိုလည်းကျွန်တော်ခွန်အားပေးခြင်းပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆိုတော့ကျွန်တော်ဒီကနေ့မှလည်းဒီ ဂျီထောက်အစီအစဉ်မှာပြန်လည်ပြီးခါမှာအပြစ်တရားနဲ့ဆိုင်တဲ့အရာလေးတွေကိုဖြေကြားခွင့်ရတဲ့အတွက်ကြောင့်ပဲအထူးပဲကျေးဇူးတင်ပါတယ်။မေးပေးတဲ့ဆရာမပေါ်မှာလည်းထူးကျေးဇူးတင်ပါတယ်။အားလုံးပေါ်မှာဖះရှင်ကောင်းချီးပေးပါစေ။အခုလောဖြေကြားပေးတဲ့အပေါ်မှာဆရာပေါ်မှာအထူးပဲကျေးဇူးတင်ရှိပါရရှင်။စီစဉ်ကိုကြည့်ရှုပေးကြတဲ့ဒီကောင်မောင်မောင်များလည်းခွန်အားရကြမယ်လို့ယုံကြည်ပါရရှင်။ကြည့်ရှုတို့အားလုံးကိုထူးကျေးဇူးတင်ရှိပါရရှင်။နောက်ဆက်နေပါဆက်တင်